ဒေတာညွန်မင်းတွေရဲ့ဂုံတိတ်ခါကိုထိပါစေခဲ့တဲ့စာတစောင်းချောင်းပြန်လည်တောင်းပန်ခဲ့ရတဲ့ရွှေကျိုသူတွေမင်းခင်အားလုံးပဲမင်္ဂလာပါဆယ်ဒီတိုင်းညူပေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဒေတာညွန်မင်းတွေဟာစကားရှုပ်ရှင်လို့တာကိုမကြိုက်တဲ့အကြောင်းမကြခဏပြောတတ်ပြီးတော့စကားရှုပ်တဲ့သူတွေနဲ့အလုပ်တွဲမလုပ်တတ်ပါဘူးရွှေကျိုမောင်တယောက်ကရွှေကျိုဖြစ်ဖို့အတွက်သိန်း80ခန်းကုန်သွားပြီးတော့ အကဲပြက်တိုင်းတွေကိုကရောကီယာတွေအကြောင်းကိုအေဘီလာစမ်းပိုင်းမှာညွန်မင်းတွေကသိရပါရီရွှေကျိုးဖြစ်ဖို့အတွက်ကရောကီယာတွေထဲမှာဒေတာညွန်မင်းတွေရဲ့နာမည်လေးပါဝင်နေခဲ့တာကြောင့်သူတိခါကိုတော့ထိကြိုက်သွားခဲ့ပါရီညွန်မင်းတွေကရုပ်ရှင်စီယုံကကျွေးရဲ့ထမင်းကိုစားတာကလွယ်လို့ဘယ်တဇိုးလက်ဆောင်ကိုမှရယူခဲ့တာမရှိတဲ့အကြောင်းကိုမီဒီယာတွေကနေဖြေရှင်းလိုက်ပြီးသူ့ကိုပစ္စည်းနဲ့လက်ထိုးရပါတယ်လို့ပြောတဲ့သူကိုလည်းရှင်းလင်းပေးဖို့အတွက်အတည်ပြုခဲ့ပါရီညွန်မင်းတွေကဒိုင်းဖြစ်ပါဝင်ပေမဲ့လေဘာလက်ဆောင်ကိုမှလက်ခံထားခြင်းမရှိကြောင်းကိုအာမခံထားပြီး ရွှေကြိုတွေကလက်ဆောင်ပေးတာရှင်တက်သေးနဲ့လာပြောလို့ရကြောင်းပြောထားပါတယ်။ပစ္စည်းတွေလက်ဆောင်ပေးထားရကြောင်းတက်သေးခိုင်းလို့ရင်တော့ရုပ်ရှင်လောကကနေပါတခါလေးနှုတ်ထွက်သွားပေးမယ်လို့လူသိရှင်ကြားကြေညာထားတာကြောင့်ဘဲရွှေကြိုကပြောခဲ့တာလေဆိုတော့ကိုအားလုံးကစိတ်ဝင်စားသွားပါတယ်။ ညမင်းလွင်ဟာသူ့ရဲ့ဂုံတိတ်ခါနဲ့ရုပ်ရှင်စီးရုံးရင်ဂုံတိတ်ခါကိုစော်ကားမခံနိုင်လို့မီဒီယာကနေဖြေရှင်းထားပြီးရွှေကြိုသူရိမင်းခန့်ကပြန်လည်တောင်းပန်လာပါတယ်။သူရိမင်းခန့်ကရွှေကြိုမရွေးချယ်ခင်ကလေးကအင်တာဗျူးတွေမှာမကြာခဏငိုတက်သူဖြစ်ပြီးတော့ကယ်ဒမီပေးပွဲပြီးပေမဲ့လည်းငိုတော့မပြီးခဲ့ပါဘူး။အခုလေသူရိမင်းခန့်ကစကားကိုမရှင်းမလင်းလုပ်မိလို့ညမင်းလွင်ကိုပြန်လည်တောင်းပန်လိုက်ကြပါတယ်။သူရိမင်းခန့်ကသူ့ရဲ့အုံးစေးစီးရင်ကိုရင်းနှီးတဲ့ညီမလေးတစ်ယောက်ကိုပြလိုက်ရှာကနေဒီပြဿနာကဖြစ်သွားခဲ့တာပါ။ခင်မင်းရှင်နေပြီသားဖြစ်တာကြောင့်အမင်းကလေးက ာသူရိမင်းခန့်ကိုငွေကြေးကူညီတောင်းတဲ့အချိန်မှာသူ့လက်ထက်မှာငွေမရှိကြောင်းသက်သေပြခြင်းလို့သူ့ရဲ့သုံးစီစင်းကိုပြလိုက်တာဖြစ်ပါရည်။သူ့မှာကုန်ကြများနေတဲ့အကြောင်းကိုယုံကြည်စေခြင်းပြီးတော့ငွေချေးပေးဖို့အဆင်မပြေကြောင်းဆောက်ရွက်နေတကွာပြလိုက်တာပါ။သူရိမင်းခန့်ကသူ့မိကိုသုံးစီစင်းပြန်ပြရတဲ့အတွက်အသုံးမှန်သမျှကိုရှင်းမှတ်ထားတတ်ပါရည်။ဒီစင်းထဲမှာတော့ညိုမင်းလွင်ကိုလက်ဆောင်ပေးဖို့အတွက်ပစိုးနဲ့လက်ဆောင်ဝယ်ထားတာလည်းပါဝင်ပြီးတော့ညိုမင်းလွင်နာမည်နဲ့မှတ်ထားခဲ့တာပါ။ညိုမင်းလွင်ကိုချစ်ခင်လို့ပစိုးနဲ့အင်ကြီးကတော့ဝယ်ထားတာဖြစ်ပြီးတော့ LSI ကိုလည်းအကြော ောင်းမင်းမျိုးကြောင့်မပေးပြစ်ခဲနဲ့သူ့လက်ထဲမှာရှိနေပါရီ လီမင်းခန့်ချန်ကနေငွေလာချေးတဲ့ဒီမင်းကလေးရလဲညွန်မင်းတွေနဲ့ရင်းနှီးတဲ့သူဖြစ်ပြီးတော့ယုံကြည်ရတာကြောင့်စည်ရင်းကိုပါပြလိုက်တာပါ။ဒါပေမဲ့ဒီမင်းကလေးကတော့အဲ့စည်ရင်းကိုညွန်မင်းလင်ထံကိုသွားပြလိုက်ပြီးတော့အထင်လဲသွားပါတော့တယ်။သူလီမင်းခန့်ကတော့အားလုံးရဲ့ပြောဆိုတွေကိုခံရပေမဲ့လည်းဒီမင်းကလေးကိုစိတ်မဆိုးဝဲနဲ့နားလည်ပေးခဲ့ပါတယ်။အရာရာကိုစနေတကြားတဲ့သူလီမင်းခန့်ဟာကုန်ကြစည်တွေကိုသိချမှတ်ထားပြီးညွန်မင်းလင်ကိုကတော့ဖို့တွင်အင်ကြီးနဲ့ပစိုးဝဲထားတာကလည်းဆာရွက်ထဲမှာပါသွားခဲ့တာဖြစ်ပါတယ်။ညွန်မင်းလင်ကလည်းဆာရွက်ထဲမှာသူ့နာမည်ကိုတွေ့တာကြောင့်တိတ်ခါကိုထိပါ တွေဆိုပြီးမီဒီယာတွေကိုပါခေါ်ပြီးတော့ရှင်းခဲ့ပါတယ်။အထင်လွင်းခံခဲ့ရတဲ့အတွက်သူရိမင်းခန့်ကတော့ညိုမင်းလင်ကိုပြန်လည်တောင်းပန်လိုက်ရပါတယ်။ပွဲရီမကြာခဏဖြစ်တဲ့တည်းသူရိမင်းခန့်ကအခုတခါမှတော့လူအများသိအောင်တမင်လောက်တာမဟုတ်ပေမဲ့လေအပြောဆိုတွေကိုခံပြအောင်ခံလိုက်ရပါသေးတယ်။ဒီကိစ္စမှာဘသူဘက်ကမှားနေလေဆိုတာကိုပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။